မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးအတွက်အသက်သွေးကြောကဘာလဲလို့မေးလိုက်ရင်အဖြေကမြည်ကြီးပါပဲ။ကဲဒီနေ့တော့ဘယ်နေရာကမြည်ဒီကစိုက်ပျိုးရေးအတွက်အဖြစ်ထွန်းဆုံးလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်။နိုင်ငံတင်နိုင်မြန်ရဲ့အဖိုးတန်ဆုံးတပါဝတယံဇာရဆိုရင်ဘာတွေကိုရင်ဆုံးပြည့်မြည်မိကြမလဲ။အင်းရေနံတို့ကြောင့်မြရနာတို့တတ်တုတို့ ဒါရီဖြစ်မှာပေါ့နော်ဒါပေမဲ့တကယ်တည်းမှာအများစုတတိမထားမိတဲ့ဒါမဲ့အမတန်အရေးကြီးတဲ့အရာတစ်ခုရှိနေပါတယ်ဟုတ်ပါရဲ့အဲ့ဒါကဘာလဲဆိုကျွန်တော်ခြေထောက်ဒီအောက်မှာရှိနေတဲ့မြေစည်းလွာပါပဲစဉ်းစားကြည့်လေဒါဟာတက်ရှိအားလုံးရဲ့အသက်သွေးကြောလိုပဲနိုင်ငံတကာနိုင်ငံရဲ့စာနာရိခဖူလုံဖို့ချမ်းသာကြွယ်ဝဖို့အတွက်အခြေခံအကြဆုံးဥမိတစ်ခုပေါ့ကဲပထမဆုံးအနေနဲ့မြန်မာနိုင်ငံရဲ့စာဖို့ဆောင်ဒါမှမဟုတ် စပားကြီးကြီးတို့တော့တင်စားခေါ်လို့ရတဲ့နေရာကနေစလိုက်ရအောင်အဲ့ဒါကတော့မြေဝကျွန်းပေါ်ဒေတာကြီးတွေပါပဲဒီနေရာတွေဒလောက်တောင်စိုက်ပျိုးရေးကောင်းရတဲ့လူဝတ်ချက်ကဘာများဖြစ်မလဲဟုတ်ပါတယ်အဓိကကတော့မြစ်တွေပါပဲအဓိကရုပ်ဝတ်ချက်ကတော့နှုံးမြေလို့ခေါ်တဲ့မြေအမျိုးအစားပါပဲရှင်းရှင်းလေးပါပဲမြစ်တွေကနှစ်တိုင်းရင်တိုင်းတောင်ပေါ်မြေစီလွာတွေကနေအဖို့တအာဟာရသက်တွေကိုတဲလာပြီးတော့ဒီလွင်မြေတွေပေါ်မှာလက်ဆောင်ပေးတယ်လို့လာချပေးသွားတာအဲ့တော့ဘာဖြစ်လဲဆိုတော့ ဒီနေရာတွေကတဘာဝတိုင်းကိုမြေဩဇာထက်သန်နေတော့တာပေါ့ဆော်တော့ဒီလိုနုံးတင်မြေနိုးဒီကိုဗင်နီးယားတွေမှာအများဆုံးတွေ့ရလဲဆိုရင်ဟုတ်ကဲ့အေယာဝတီမြေကြီးရဲ့ကြီးစုကြောင့်ပေါ့မြေကျောင်းတက်ရှောက်မှာအထူးကတွေ့ရတာပါ အောက်ပိုင်းအေယာဝတီရန်ကုန်ပခိုးတိုင်းတွေကဆက်လို့အထက်ပိုင်းကစကိုင်းနဲ့မန္တလေးတိုင်းထိကျေပြန့်တဲ့လွင်ပြင်ကြီးတွေမှာဒီမြေမျိုးကိုတွေ့နိုင်ပါတယ်။ကဲဒီလိုမျိုးစာကောင်းတော့ဘာဒီအတိအကဆိုက်ကြမလဲ။သိကြတာပေါ့။ကျွန်တော်တို့ရဲ့အတိအကအစားစာဖြစ်တဲ့စပါးပေါ့။ ဒီမြေတွေကစပားဆိုင်ပြည့်ရဲ့အကတော့အကောင်းဆုံးပါပဲဒါကြောင့်မလို့လေဒီမြေဝကျွန်းပေါ်လွင်ပြင်တွေကိုမြန်မာနိုင်ငံရဲ့စပားချီကြီးလိုတောင်တင်စားပြီးခေါ်ကြတာပေါ့ဟုတ်ပြီမြို့ကျွန်းပေါ်ကနူးမီတွေအကြောင်းတော့တည်သွားပြီဒါပေမဲ့ဒါနဲ့တွေမပြီးသေးပါဘူးတချို့နေရာလေးတွေမှာပဲတည်တံ့တူရတဲ့တကယ့်ကိုမြေစီဩဇာကောင်းလွန်လို့ယတနာလို့တောင်တင်စားလို့ရတဲ့အထူးမြေမျိုးစားရရှိသေးတယ်။ကဲအဲ့ဒီနေရာတွေကိုစက်ပီခီးထွေကြည့်ကြရအောင်။ဒီမှာအဓိကမြေမျိုးစားနှစ်ခုကိုကြည့်လိုက်ရအောင်။ တခုကမြေမြဲချက်နာမည်တမ်းပဲသူကအမဲရောင်တမ်းပြီးရေကိုကောင်းကောင်းဆုပ်ယူထိန်းသိမ်းထားနိုင်တယ်။အဲ့ဒီတော့မိုးနေတဲ့အချိန်ပါတော့အပင်တွေထဲရေတက်ကိုအကြာကြီးထိန်းပြထားနိုင်တာပေါ့။နောက်တစ်ခုကတစ်ကြံပိုးရောင်မြေသူရဲ့ထူးခြားချက်ကတော့တဘာဝအတိုင်းမြေစီဩဇာအရန်ကောင်းနေတာပဲ။ pH လို့ခေါ်တဲ့မြေရဲ့ချိန်ကန်ထက်ကလည်းမျှတာတော့တီးနဲ့မျိုးစုံဆိုင်လို့ဖြစ်တယ်။တခုချင်းစီမှာသူအားသာချက်နဲ့သူရှိနေတာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါပေမဲ့လေမိမာနိုင်ကြီးရဲ့နေရာတိုင်းကတော့ ဒီလိုမျိုးစီဩဇာကောင်းကဲအခွင့်ရင်းမျိုးမရကြဘူးအခုပြောခဲ့တဲ့နေရာဒီနဲ့လုံးဝကိုစန့်ကျင်ပဲလူပိနေရဲ့စိန်ခေါ်မှုတွေပုံများတဲ့ဒေတာတစ်ခုအကြောင်းကိုလည်းကြည့်လိုက်ရအောင်အဲ့ဒါကတော့အာလုံးသိကြတဲ့အလဲပိုင်းချုပ်တွေးဒီဒေတာပါပဲဒီဒေတာကတော့မိုးကလည်းနေတယ်မြေစီလွာကလည်းတဖြည်းဖြည်းအရေးသွေးကြလာလေဒီလိုစိန်ခေါ်မှုတွေကြောင့်စိုက်ပျိုးရေးလောက်ကတာတော်တော်လေးလဝင်တဲ့နေရာတစ်ခုပေါ့ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကဒီလိုစိန်ခေါ်မှုတွေကြားကပဲအလားအလာတွေရှိနေတာပါ ဥပမာမြေယာကိုစနစ်တကျစီမံခန့်ခွဲမယ်၊ရေသွန်းဆိုင်ပြိုးရေးစနစ်တွေကိုကောင်းကောင်းအသုံးချမယ်။ပြီးတော့အရေးကြီးဆုံးကဒီမြေမျိုးစားနဲ့လိုက်ဖက်တဲ့ဘဲမျိုးစုံတို့၊စီတို့၊တီးနှံတို့၊ဝါတို့လိုတီးနှံတွေကိုရွေးချယ်စိုက်ပျိုးမယ်ဆိုရင်အဲ့ဒီ၆သွေးကျဲမြေတွေကိုတော့မှအကျိုးအမြတ်အများတဲ့စိုက်ခင်းတွေအဖြစ်ပြောင်းလဲဖြစ်လို့ရနိုင်ပါတယ်။ကဲဒီလိုဆိုရင်တော့မြန်မာနိုင်ငံရဲ့မြေစီလွာမျိုးမျိုးချောင်းကိုအတော်လေးသိသွားလောက်ပြီပေါ့နော်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ခရီးစဉ်တက်လျှောက်တွေ့ခဲ့တာတွေကိုအနည်းချုပ်ပြန်ကြည့်လိုက်ကြရအောင်။ နှစ်ချုပ်အနေနဲ့မရလွယ်အောင်ကြောက်ရရင်ပေါ့နော်မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးအတွက်အကောင်းဆုံးမြေစည်းလွှာတွေကိုအထက်ကနေရာသုံးမျိုးမှာတွေ့နိုင်ပါတယ်ပထမအခုကတော့ Airway မြို့ဝချွန်းပေါ်လိုနေရာတွေကနုံငီဒါကနတ်တိုင်းမြေကြီးကအာဟာရလောက်ဖြစ်ပေးနေတာဒုတိယကတော့မူးမြဝလိုနေရာတွေကမြေမဲကျစ်သူကရေထင်းအားအလွန်ကောင်းတယ်နောက်ဆုံးတစ်ခုကတော့မန္တလေးနဲ့ရှမ်းနယ်ဆက်လို့ဂုံမြင့်ပိုင်းတွေကတစ်ကြံပိုးရောင်းမြေဒါကတော့တဘာဝအတိုင်းကိုမြေဩစာကောင်းနေတာပါ ကဲအစုံမတက်ခင်မှာစဉ်းစားစီရမေခွန်လေးတခုထားခဲ့ခြင်းပါတယ်။နိုင်ငံရဲ့အသက်တွေကြောဖက်တဲ့ဒလုအဖိုးတန်နဲ့မြေစီလွားတွေကိုနောင်လာမဲ့မြူဆက်ကြီးအတွက်ရေးစီကောင်းမွန်နေအောင်ဘလိုနီလန်းနဲ့ကာကွယ်ဆောင်ရှုတ်ကြမလဲ။ဒါကတော့ကျွန်တော်တို့အားလုံးအတွက်တကယ်ကိုအရေးကြီးတဲ့မေခွန်တခုပါပဲ။